ကဲဒီတစ်ခါမှာတော့အရန်ထမင်းစားလို့မိန်စင်မဲ့ဟင်းတွဲလေးကိုချက်ပြလိုက်ပါတယ်။ဝက်တာငပိချက်ချက်ပို့ဝက်ပိုက်သားကိုပပလေးလီမယ်။ပြီးတော့ရေတချာဆေးပြီးတော့စစ်တာ။ရေစစ်ထားတဲ့ဝက်သားတွေကိုအရသာနှက်မယ်။ငံပြရေခယူစီစာစနွင်းနဲ့မြေုပ်သီးအစိမ့်မုတ်ထဲရောနေပြီးတော့မချက်ခင်နိုင်ဝက်လောက်အရသာနှက်ထား။ ါးကတော့တ냐ရေစိန်ထားတဲ့ပဲထောဘက်ပါရေထက်ပြီးတော့နူးတဲ့အထိပြုတ်ထားလိုက်မယ်ဝတ်သားငပိချက်ထဲမှာထည့်ချက်ဖို့စက်တုံတော့နုံနုံစင်းတာပဲနဲ့နဲ့မုံညင်းကြော်အတွက်ကစက်တုံကြီးကိုပပားလေးလိပြီးတော့မုံညင်းကြော်ထဲမှာထည့်ဖို့ဂျင်းကိုပပားလေးလိပြီးတော့အချောင်းလေးတွေပြန်လိတာစက်တုံမျိုးတော့တပြားရက်ပြီးတော့နုံနုံစင်းတာ ငပိချက်ထဲမှာထည့်ဖို့ရုပ်တီးကိုတော့စားနေတဲ့လောက်ခလီထားမယ်။ Okay ဝတားငပိချက်စားချက်ဖို့အိုးပူလာရင်စီထည့်။စီပူလာရင်တော့ကျွတ်တုံပြင်းနဲ့ကျွတ်တုံမျိုးထည့်ပြီးစီတက်မယ်။စီတက်ထားတဲ့ထည့်ကိုစနွှင်းမုံ၊ငရုတ်တီးစိမ့်မုံ၊မြင်ငပိလေးပါထည့်ပြီးတော့အနံလေးတွေမွှေးလာတဲ့အထိစီတက်။အားလုံးရောပြီးတော့ကျွတ်နေအောင်စီတက်ပြီးတော့ရင် အရသာနှက်ထားတဲ့ဝတ်သားတွေထည့်။အထက်အောင်မွေပြီးရေမထည့်သေးတဲ့အဖုံးအုပ်ပြီးတော့ဝတ်သားတွေကထွက်လာတဲ့အရေးကိုခန်းသွားရဲ့အထိတည်ပြလိုက် ပြီးတော့မှရေထည့်ပြီးတော့ဝတ်သားနူးတဲ့အထိဖုံးအုပ်ပြီးတည်ထားပေးလိုက်ဝတ်သားလည်းနူးပြီးရေလေးနဲ့နဲ့ကြံတဲ့အချိန်မှာမကြီးရီကိုထည့်ပါမယ်စီဒီကတော့ ready made မကြီးအနစ်ကိုတုံးလာပါတယ်ပြီးရင်တော့ငရုတ်သီးစိမ့်လေးတွေထည့်အရသာအနေတော့ပဲဆိုလို့ရှိရင်နောက်ဆုံးမှရှမ်းနန်းနန်းလေးခတ်လိုက်အနက်လေးမှွေးနေတဲ့ဝတ်သားငပိကျက်လေးကတော့အစင်းသင်းဖြစ်ပါပြီဝတ်သားငပိကျက်ရပြီဆိုတော့မုံညင်းကြော်ဖို့အိုးပူလိုက်ရင်စီတယ်စီပူလာပြီဆိုရင်တော့ကြက်သွင်ပြူနဲ့ဂျင်းချောင်းလိုက်မိသားလေးကိုထည့်ပြီးတော့စီတတ်မယ် ကျင်းနံလေးတွေမှွေးလာပြီဆိုတော့မှမုံကြီးရုပ်တွေထက်နုံးတော့အောင်ထပ်အောင်မှွေးလို့အရသာအတွက်ကစာမြုပ်ကောင်ပင်းငပြိုင်နဲ့ခရုစီလေးနဲ့ထက်အဖုံးအုပ်ပြီးတော့မုံကြီးလေးတွေဣသွားတဲ့အထိထဲထားပေးလိုက်မုံကြီးလေးတွေလည်းဣသွားပြီးအရသာအနေတော်ပဲဆိုရင်ကျင်းနံမုံဝင်လေးနဲ့မုံကြီးကျော်အဆင်သင့်ဖြစ်ပါပြီနောက်ထပ်ပင်းနဲ့လုပ်ဖို့မုံကြီးကျော်ရဲ့အိုးတွေကိုပဲစီလေးနဲ့ထက်စစ်တုံပြူနဲ့စစ်တုံမျိုးထည့်ပြီးစီတက်မယ် အရောင်ပြောင်းလာပြီဆိုရင်တော့စနွင်းထည့်ရပါမယ်စီတီကတော့မေ့သွားလို့နောက်မှထည့်လိုက်တယ်ပြီးရင်တော့ပြုတ်ထားတဲ့ပဲထုပ်ပတ်တွေကိုထည့်အရသာအတွက်ကတော့စားနဲ့ငွေကိုကောင်းမဲ့ထည့်ပါတယ်ပြီးရင်တော့စီတက်တုံးကထည့်ဖို့မေ့သွားတဲ့စနွင်းမုတ်လေးနဲ့ထည့်အခုမှအရောင်လေးရပူလှသွားတာအဖုံးအုပ်ပြီးတော့ပဲနိုးတဲ့အထိတင်ထားပေးလိုက်ရေခမ်းသွားပြီးအရသာအနေတော်ပဲဆိုရင်ရပါပြီအခုဆိုရင်တော့ဝက်သားငပိချက်ပဲနှက်နဲ့မုံညင်းကြော်လေးကအစင်သင့်ဖြစ်ပါပြီ စားဖို့အရင်နေအကုန်လုံးကိုပကံထဲကိုထည့်ချစ်တင်ငယ်ချင်းတို့စားပါဦးအနံလေးတွေကမှွေးနေတော့စားကျင်စိတ်ကိုမထိန်းနိုင်တော့စားပြီဒီဟင်းတွဲလေးကလည်းအရန်ကိုစားလို့ကောင်းပါတယ်ဝတ်သားမစားတဲ့သူတွေကတော့ချက်နဲ့အမဲကိုအစားထိုးပြီးချက်လို့ရပါတယ်ကဲခုတော့စားပြီးပြီဆိုတော့ထုံးစံတိုင်းဆေးကြောရေတုပ်ဝင့်နဲ့အုပ်